အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခုပြောပြမယ့်ဗီဒီယိုလေးမှာတော့ထိုင်းနိုင်ငံရဲ့ International Laser နှစ်ခုတည်းကတစ်ခုဖြစ်တဲ့တူဝနာဘူမိခေါ် Super Na Bumi International Airport မှာလေယာဉ်လက်မှတ်ကိုကြည့်ပြီးချက်အင်ကောင်တာဘယ်လိုရှာရမလဲချက်အင်ကောင်တာဘယ်လိုဝင်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်နော်တော်တို့တူဝနာဘူမိမှာတော့အလွာ၅လွာရှိပြီးကျွန်တော်တို့တလွာချင်းစီကိုတော့ကျွန်တော်ဗီဒီယိုတက်တက်လေးနဲ့လုတ်ပေးထားတာမျိုးကျွန်တော်ရဲ့ channel ထဲမှာဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါတယ်နော် ီမျိုးလေးကတင့်တော့အကျိုးရှိမယ်ဆိုရင်တော့နော်နဲ့တူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်နော်ပထမဆုံးအနေနဲ့သိုးနာဘုံကြီးရဲ့ departure အလွာကတော့လေးလွာဖြစ်တဲ့အတွက်ညော်တို့တစီငါပြီလာမယ်ဆိုရင်တော့တစီသမားကလေးလွာရဲ့ဂေးပေါက်ရှိသည့်ပို့ပေးมาဖြစ်ပြီးကျွန်တော်တို့ယထာနဲ့လာမယ်ဆိုရင်တော့ယထာဆက်ရောက်တဲ့မြေအောက်အလွာကနေလေးလွာအထိဆက်လေကားနဲ့တက်လာရမှာဖြစ်ပါတယ်နော်အခုရောက်ပြီဆိုရင်တော့ကျွန်တော်တို့သိုးနာဘုံကြီးကအခြားဒွန်ပေါင်း၄စိတ်လို့ဂိတ်1ဂိတ်2ဂိတ်3 ပေလို့မဟုတ်ဖဲအဲ့ဒီမှာတော့ A B C D ဆိုပြီးတော့ gate တွေချထားတာတွေ့ပါလိမ့်မယ်နော်။ဟိုရောက်ရောက်ချင်းကျွန်တော်တို့ကြည့်ရမှာကတော့လေးလွှာမှာပြထားတဲ့ monitor board တွေဖြစ်ပြီးအဲ့ဒီ monitor board မှာတော့ကျွန်တော်တို့ရဲ့ flight အခြေကျွန်တော်တို့ရဲ့ flight သွားမဲ့ arrival place ပြီးတော့ကျွန်တော်တို့ရဲ့ flight number ကိုအဲ့ဒီ board တွေမှာရှာမှာဖြစ်ပါတယ်နော်။ရှာပြီးလို့ကျွန်တော်တို့တွေ့ပြီဆိုရင်တော့အဲ့ဒီ flight number B မှာကျွန်တော်တို့ သွားမယ့်ကောင်တာကိုတွေးပါလိမ့်မယ်နော်အဲ့ဒီကောင်တာဘေးမှာတော့ကျွန်တော်တို့ချက်ရင်ကောင်တာဖွင့်ထားတဲ့နံပါတ်တွေကိုပြထားတာဖြစ်ပြီးဝန်နာဘုံမီရဲ့မော်နီတာဘုတ်ဒီပြတဲ့ပုံစံကတော့ကျွန်တော်တို့အခြေ arrival play flight number ပြီးတော့ကျွန်တော်တို့ကောင်တာဖြစ်ပါတယ်နော်အဲ့ဒီကောင်တာမှာတော့ကျွန်တော်တို့ AJ ဆို AJ JE ဆို JE အဲ့လိုပြထားတာဖြစ်ပြီးအဲ့လိုပြထားတဲ့ကျွန်တော်တို့ရဲ့နံပါတ်တွေစီကိုပဲကျွန်တော်တို့သွားမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ပြထားတဲ့ကောင်တာ row ကိုရောက်ပြီဆိုတာနဲ့အဲ့ဒီ row မှာရှိတဲ့ ဘယ်ကောင်နာကကျွန်တော်တို့ရဲ့ flight number ကိုဝင်ထားလဲဆိုတာကိုရှားမှာဖြစ်ပါတယ်အဲ့လိုရှားပြီးလို့တွေ့ပါက ကျွန်တော်တို့အဲ့ကောင်နာအတိုင်းသွားမှာဖြစ်ပြီးအဲ့ဒီမှာတော့ကျွန်တော်တို့ရဲ့ passport ရဲ့ etiquette ကို ကောင်နာစီကို ပေးရမှာဖြစ်ပြီးအခြား document တွေကတော့မိမိရဲ့ခီးသွားပုံမူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်နော်အဲ့ပြင်တော့ကျွန်တော်တို့သူတို့စီကိုဝယ်ယူထားတဲ့ KGLI အထုပ် ဟမ်အထုပ်အပ်ပြီးရင်တော့ကျွန်တော်တို့စီးကပ်ပြီးရင်တော့တို့အထုပ်တွေတခါတည်းအဒီမှာနောက်ထပ်ပို့လိုက်ပါလိမ့်မယ်နော်အဲ့ browser တွေပြီးသွားပြီဆိုရင်တော့ကောင်တာမှာကျွန်တော်တို့ကို button back ဆိုင်ရွက်လေးပေးပါလိမ့်မယ်နော်အဲ့ဒီ button back ဆိုင်ရွက်မှာမိမိထိုင်ရမယ်ခုံနံပါတ်မိ fly ရဲ့ button time မိ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 လေးစီးဖို့ဆောင်ရမယ်ဂိတ်မှတ်တိုင်မှာစရေးထားတာတွေ့ပါလိမ့်မယ်နော်တို့အရင်ဆုံးမိမိစီးရမယ်ဂိတ်မှတ်တိုင်ကို တွားရန်အတွက်အရေးဆုံးအနေဖြင့်ကျွန်တော်တို့ဘလူးရုပ်ကြီးနှယုတ်မတက်ရက်နေတဲ့နေရာမှာကျွန်တော်ပါစင်နယ်ချက်အင်ဝင်ရပါမယ်နော်ပါစင်နယ်ချက်အင်ဝင်ပြီးသွားပြီးကျွန်တော်တို့ flight ကိုသူတို့စကန်ဖတ်ပြီးပါကကျွန်တော်တို့ဟလီကနဲ့အပေါ်တက်သွားရမှာဖြစ်ပြီးအဲ့ဒီမှာတော့ကျွန်တော်တို့ immigration ကိုတွေ့ပါလိမ့်မယ်နော် immigration ကိုဖြတ်လမ်းလေးနည်းနည်းလျှောက်ပြီးရင်တော့ကျွန်တော်တို့အဲ့ဒီမှာမြားလေးတွေပြထားတဲ့နေရာအတိုင်းလိုက်သွားပြီးမိမိဗုဒ္ဓင်စီရမယ်လေရင်ရဲ့ gate ကိုရှာမှာဖြစ်ပါတယ်နော် ဒီဂိတ်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဘုတ်တင်တိုင်းမှာပြထားတဲ့အချိန်ကိုစောင့်ရမှာဖြစ်ပြီးအဲ့ဒီဘုတ်တင်တိုင်းကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အက်ဒီကတ်ကိုသူတို့စစ်ဆေးမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ကျွန်တော်တို့လေမော်ကိုတက်ပြီးကျွန်တော်တို့သွားကျင်တဲ့ခီးကိုကျွန်တော်တို့သွားလို့ရပါပြီနော်အားလုံးအဆင်ပြေကြပါစေ